ဆိုင်ရှင်အာစာဒူလာဟာသူတို့ရဲ့ရေတွင်းဟာလွန်ခဲ့တဲ့၄နှစ်ကခန်းချောက်သွားခဲ့တဲ့အတွက်သူရဲ့မိသားစု73ယောက်အတွက်ရေရဖို့နှီးစဉ်ရုန်းကန်နေရတာဖြစ်ပါတယ်။ဒါဟာအာဖဂန်နစ္စတန်ပြည်သူတွေရဲ့အကြက်အတဲအစိတ်ပိုင်းတစ်ခုပဲဖြစ်ပါတယ်။မိုးကောင်ရေရှားမှုတွေကဆက်ဖြစ်နေပြီးတော့ရေပေးဝင်မှုအစားအစာနဲ့အတံမွေးဝမ်းကြောင်းတွေကိုချိမ့်ချောက်နေပါတယ်။အနည်းဆုံးရေကတော့အနည်းဆုံး나이ဝဲလောက်ဝေးပါတယ်။ ကျွန်တော်တို့ကပြီးပါတွေနဲ့တန်းစီစောင့်ရပြီးတော့တခါတလေရေရတယ်လို့တခါတလေကြတော့လည်းမရပါဘူးခံမှန်းရခတ်ပါလေရေခတ်တာနှစ်နာရီသုံးနာရီလောက်ကြာနိုင်ပြီးတော့အဲ့ဒီနောက်ပြီးပါတွေကိုအိမ်ပြန်တည်ရပါသေးတယ်လို့အာဆာဒူလာကပြောပါတယ်အာဖဂန်နစ္စတန်သူတွေဒီကွန်ရက်ကထုတ်ပြန်တဲ့အစိုးရကန်စာတစ်ခုမှာကဘူးမြူရဲ့မြေအောက်ရေဟာ2030ပြည့်နှစ်လောက်မှာကုန်ကန်းသွားနိုင်တယ်လို့သတိပေးထားပါတယ်အာဇာဒူလာကတနေ့ကို၃ချိန်ကနေ လေးချိန်အထိရေခက်ရတာကြောင့်ပင်မနှွမ်းနေပြီးတော့ခလေးတွေလည်းကြောင်းပြက်ရတယ်လို့ပြောပါတယ်။သူဇနီးစပီးယာကတော့ရှိတဲ့ရေအနှဲငယ်ကိုနောက်ဆုံးတစ်စက်အထိကုန်အောင်သုံးဆွဲဖို့ကြိုးစားပါတယ်လို့ပြောပြခဲ့ပါတယ်။ရေတပီပါနဲ့ကျွန်မရဲ့ခလေး၃ယောက်ကိုရေချိုးပေးပါတယ်။အဝေစား၁၀စုံကနေ၁၅စုံလောက်ရှိရင်လေရေနှစ်ပီပါပဲသုံးပြီးတော့လျှော်ပါတယ်။ ရေအများကြီးမကုံအောင်လို့ကျမတို့သိပ်မချိုးကြပါဘူးရေတဖလားနဲ့လူနှစ်ယောက်ခြေလက်တန်းစင်မှုလုပ်နိုင်ပါတယ်လို့စပီးယာကပြောပါတယ်တန်ရှင်တဲ့ရေမရရှိတာကြောင့်ကျမကြီးထိခိုက်မှုတွေရှိလာပါတယ်အာစာဒူလာမှာအစာအိမ်နာဖြစ်နေပြီးတော့စပီးယာမှာဘက်တီးရီးယားပိုးဝင်တာတွေဖြစ်နေတယ်လို့ဆိုပါတယ်ကပ်ဘူးမြစ်ကိုကြည့်မယ်ဆိုရင် အရင်တုန်းကတစ်နှစ်ရဲ့အချိန်15ရာခိုင်နှုန်းလောက်ပဲခန်းချောက်ခဲ့တာပါ ဒါပေမဲ့အခုတော့တနှစ်ကို6လကနေ7လအထိခန်းချောက်နေပါတယ်ဒီမြေဝမ်းမှာရေစီးစင်းမှုကြောတာကိုတွေ့နိုင်ပါတယ်ကပူးဟာ အာဖဂန်နစ္စတန်မှာရေအရှားပါးဆုံးဒေသတွေတည်းကတခုဆိုတာရှင်းရှင်းလင်းလင်းမြင်သာပါတယ်လို့ရေအီရမြစ်ပတ်ဝန်းကျင်နဲ့ရာသီဥတုပြောင်းလဲမှုဆိုင်ရာကျွမ်းကျင်သူတယောက်ဖြစ်တဲ့နာဂျီဘူလာဆာဒီက ပြောကြားထားပါတယ်။ဆာဒီကကဘူးရဲ့နေရန်တစ်ခုစီတိုင်းမှာကိုပိုင်ရေအီရမြစ်တွေလိုအပ်တယ်လို့အိမ်ထောင်စုတွေမှာရေကိုပို့ပြီးတော့ထိထိရောက်ရောက်သုံးသွဲဖို့နဲ့ရေအများကြီးသုံးတဲ့လုပ်ငန်းကြီးတွေကိုပုံမူတင်းကျပ်သွားဖို့လိုအပ်တယ်လို့ပြောပါတယ်။ကုလသမဂ္ဂရဲ့အစည်းအဝေးကတည်းကအာဖဂန်နစ္စတန်နိုင်ငံမှာ ာလူဦးရေ23သန်းလောက်ရှိပြီးတော့တဝက်လောက်ဟာပဋိပက္ခတွေစီးပွားရေးအကျက်တဲတွေနဲ့မိုးခေါင်မှုတွေကြောင့်လူသားချင်းစာနာထောက်ထားမှုအကူအညီတွေလိုအပ်နေတယ်လို့ဆိုပါရခင်ဗျာ